ော့ဟီတာနောက်မှလည်းကောင်းကောင်းကြီး battery adjustment လုပ်လို့ရတယ် EVR reward manipulation တွေပါလာခဲ့တဲ့ပွဲလေးတော့ကျွန်တော်တို့တွေ့လိုက်ရတယ်ဒီခြေနေကြားတွေကနေ objective 5ကို landslot ရောက်ယူသွားနိုင်မလားဆိုတဲ့အချက်ကလည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာဒီနေ့တည်းရ draft index ပေါ်ကိုယ်ဘယ်အသင်းကိုသဘောချမိလဲပေါ့လေဒီကတော့ fan ကြီးပဲဒီ patch မှာ fan ကြီးကတော်တော်လေးလွတ်ထွက်နေတဲ့အနေအထားလို့သုံးသပ်လို့ကြားရပါတော့တခြားသော NBA region တွေမှာလည်းဒီ fan pick ကအလုတ်ဖြစ်နေရဆိုတော့ကျွန်တော်တို့ကြားရတယ်ဒီဆောင်ဆိုလို့ရှိရင်တော့ Zaida ရဲ့ fan ကြီးပါနော်ဒီနေ့မှလည်းသူတို့ရဲ့ fan ကြီးဘယ်လောက်ထိကောင်းလဲဆိုတော့ကျွန်တော်စက်ကြည့်ရမယ်ကဲ အကယ်လို့ကောင်းတဲ့ဂိမ်းနံပါတ်1လေးရတော့နော်ပလာတင်နဲ့ Real Euphoria ဂိမ်း1လေးစတင်လာပြီဗျာဟုတ်ပါတယ်ကျတော့ဒီနေ့ပလာတင်ဘက်မှာတော့ဒေါ်ဖန်ဒီပြိုမှာကာတော့ခါချာ E ဆွဲလုံးပါတယ်ဗျာ objective control ဘိုင်းနေမှာဒီကတော့ကကြာ if တွဲလုံးကထင်ထားတဲ့ပုံပြီး powerful ဖြစ်တယ်ပေါ့နော် AoE crowd control ပြီးလို့ပူကောင်းတယ်ဒီ poke damage အရာလည်းပိုစင်တယ်ဒါအော် rhino back ကပြန်ပြီးတုံ့ပြန်ထားတဲ့ပုံစံအရာလည်းဒီ hilo cc တွဲလုံးတစ်ခုနဲ့ပြင်းပြီး dive နဲ့အချိန်မှာပူကောင်းတယ်သူပြင်းကြုံ mobility မြင်မာတဲ့ hero တွေပါဝင်တယ်ဒီ gang ကြီးတွေပြူရတဲ့ဘိုင်းနေမှာ rain on နေနဲ့ပူပြီးအသာရရသွားနိုင်တယ်ဗျာ လေကမချရတော့ဖက်ကလည်းနံပါတ်ရူကီတီစီရဲ့အမ်ဘရီကီဘယ်လေးကိုစပြီးကြည့်ရတယ်ဒီဘရိုနောက်ရှော့ကိုကျွမ်းနေတဲ့ဖတ်စတပ်ပေါ်ကတော့မြားနေပြီရူကီတီစီရဲ့အမ်ဘရီကီဘယ်တစ်ချက်မှာပဲဖတ်စတပ်ကိုတော့စူပါလိုက် စပြီးတော့ပေးရတယ်ဗျကွန်မတီကဘာတွေမှာဒီဘရော့ရဲ့ဟီတာတွားကျင်နေဆိုတဲ့အရာလေးတစ်ခုကတော့အားလေးကိမချက်မှာစပြီးတော့ယုံလုံးပေါ်လာတယ်ဗျ basically နေနေမချက်မှာဒီစီစီတော်တော်လေး strong ဖြစ်တယ်ဒါပေမဲ့လည်းဟီတာတွေသူ့ကိုခြံထားပြီးတော့ကွန်မတီရှင်းတွားတဲ့အချိန်မှာတော့ run e-sport နဲ့ဒီ time မျိုးနည်းနည်းလေးတော့တွက်ဆမိတာအားနဲ့တွားရလို့ပြောရမယ်ဗျ first blood ပေါ်လာခဲ့တဲ့ခိုင်နှစ်တစ်ခုမှာတော့ Falanins အနေနဲ့အားလေးကိမချက်မှာ first start တဲ့5 ball လေးအထူးသဖြင့်သူတို့စပြီးတော့ဥဆောင်သားမှုများနေတယ်ဒီက high loss ကအားလေးတားကြပါလို့ရှင်မကောင်းဘူးဗျနော်ပြော့သွားလိမ့်မယ်ဒီပွဲဆိုလို့ရှင် high loss ကိုဖြည့်ရှင်းဖို့ကအဲ့လို Luno's ဘောက်လည်းပြန်ပြီးတော့ပါလာတဲ့အနေအထားမျိုး တော့လည်းမဟုတ်နေဘူးဆိုတော့စူပါလိုင်းနေတည်းပို့ပြီးတော့ဆေးဆော့ဖို့တော့ဒုမယ်ဗျာနော်ပြောရင်းနဲ့ပဲအောက်မှာတော့နိုင်ငံလေးကြီးစုဒီပဲလေးတော့စပြီးပေးခြင်းနဲ့နှစ်ချောင်းလုံးတော့နိုင်ငံလွဲသွားရင်တော့တောက်ချောက်ဆွဲရသေးကပ်ပလုတ်တပြီးဖိုင်နာသေးရင်တော့ဆန်ရဲဒီ bro တော်ရဲဝင်သွားရင်တော့မှာတော့ဟီရိုကီပြန်ပေးရတယ်ဗျာအရင်ကြီးကျွန်တော်ဒါလူကြီးတက်မိုက်စိတ်များတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုမျိုးပြန်ပေးရဖို့ရရင်တော့များွားတယ်ပေါ့နော်လက်ရှိအချိန်ဒီမှာသူတို့တိုက်ဖို့ကြိုးစားခဲ့တဲ့အရာတစ်ခုက အရင်ရောအဆင်ပြေသွားခြင်းမရှိဘူး hero key ကတော့ပြန်တော့ထွက်ရတယ် first half ရဲ့ fight မှာ team dy mention လုပ်ခဲ့လို့ paladin အစ်င်နဲ့အသာလေးရရှိနိုင်တဲ့ chance တစ်ခုကနေ team draw ကျသွားတဲ့အချိန်ဒီမှာသုံးနေရဒါ rayon နေတဲ့ position ဘိုင်းဆိုင်ရာမှာအသာလေးရရှိသွားတော့ပဲကျွန်တော်ဒီ target ကိုယူသွားပြီဗျာကျွန်တော်ဒီ target ရရှိပြီးသွားတဲ့ advantage တစ်ခုမှာတော့ရှိရမယ်ကျွန်တော်ပြီးသွားရင် level sb ဘိုင်းဆိုင်ရာအရာပို့ပြီးတော့မြင့်တက်လာမယ်ဗျာအဲ့တော့ silent ခံရတာတွေမှာအပေါ်မှာရှိနေတယ်ကျွန်တော် later အနေနဲ့ grand jar ကိုတော့ကောင်းကောင်းကြီး control ထားနိုင်အောင်ပါဗျာဒီကျွန်တော် ကိုပြုတိကကိုပက်တင်တာကိုထံပြန်လာတာပါပဲเนาะအားလေးဂိမ်းပါကျွန်တော် 1v1 လေးပြန်ပြစ်ရတဲ့အချိန်မှာတော့ Paladin စနေနဲ့ Tactical လေးပါလို့ပြန်ပြစ်ရတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာ။လက်ရှိမှာလည်းကိုဝင်နေတဲ့ Ryan Esports 2C ဆိုပြီးတော့အနိုင်ငယ်လေးခံမှန်းထားရတဲ့အနေအထားမျိုးလေးကိုကျွန်တော်တို့တွေ့ရတယ်เนาะ Omelette Brock Samurai ပေါ့အရင်တော့ Quiet ပေါ့လေအခုတော့ Samurai နေတဲ့သူ AC လေးပဲ Lane Match ပါနေမှာလေ Full Time ရပြီဆိုတော့ Header တော့သူကောင်းကောင်းကြီး Combine လာပြီးတော့လုံးနိုင်လိမ့်မယ်ဆိုတော့အနေအထားမျိုးလေးတွေ့ရတယ်ဗျာ။ Squad ကတော့ဒီနောက်ကပါလာဦးမဲ့ Real War ပေါ့လေ Everdar နဲ့ Evan G တလက်စီစော့နေကြတဲ့တစ်ဖက်က Paladin စနေဒီခါမှာတော့ ဒီဖန်ကြီးရဲ့ zone damage တွေနဲ့ပြန်ပြီးတော့ထွက်လာတယ်ဗျာ။တစ်ဖက်က super battle တော့ best မများဘူး။ဒါမှလည်းပဲ white blast နဲ့ christian နောက်က stack တွေအမှ real manipulation နဲ့ပြန်သွားလို့ရတယ်။တစ်ဖက်က s1 top ပေးတော့ကြပြီ။ aog လေးကတော့သူ့ရဲ့ survivability အတွက်ပဲပြန်ပြီးတော့ rookie dc ပေးတော့ပေးထားလိုက်ရပါဘူး။ကဲနော် hero k တွေကတော့ down shot ဆိုလို့ရဖို့ကြိုးစားတဲ့ပိုင်းလေးတွေးရတယ်ဗျာ။ရှည်စိုးနေတဲ့ early game တွေမှာ k ရနိုင်လို့ရှင်တော့ပို့ပြီးတော့ကောင်းနေမယ်။အဲ့ဒါမှ fan ရဲ့ impact ကတဖြည်းဖြည်းနဲ့ ပို့ပြီးတော့မြင့်တက်လာမှာဗျအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အနမဲဆန်ရမြင့်တက်လာရင်တော့နောက်ပိုင်း defend တွေများလာလို့ရှိရင်သူဆွဲရတာအနေငယ်လေးတော့ဖတ်တော့ခတ်နိုင်တယ်ဗျ Real Esports အနေနဲ့လည်းဒီ Yaru ကိုအကြီးကြီးကြတယ်မြန်မာလည်း Super Bad အနေနဲ့တော့ကျွန်တော်အရင်ကြီးတော့ရှေ့ကိုတက်စားတဲ့ကန်တာမျိုးကြီးမတွေ့ရအောင်ဗျ Backend လည်းပြန်သွားရသေးတယ်ဆိုတော့ Later အဆောက် Flicker နဲ့ပြန်ပြီးထွက်လာတဲ့အနေထားတစ်ခုမှာရှေ့သူရဲ့ Fanny Impact ကိုတော့စောင်းတော့ကြည့်ကျင်သေးတယ် Lancelot အနေနဲ့ရှောင်းရံလဲသိပြီးတော့မလုပ်သေးဘူးဒီပွဲက Left Chance ပေါ့ဗျနောက်ဆုံးအခွင့်ရေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ Game 1မှာစပြီးတော့နည်းနည်းလေး ကိစ္စဆက်လို့ဖြစ်နေတာနော်အမခန့်လို့မရတဲ့အချိန်ဒီတည့်ရလို့ပြောရမယ်ဗျာရှီသူးဒီလဲကျွန်တော်ဒီအောင်လေးမှာရှိနေတဲ့ဆမ်မြွေအုံးလေးကိုပဲသူတာဂက်ထားပြီးဂန်နေတာအပြတ်သွားရင်တော့ကောင်းနေပြီပဲကျွန်တော်တို့ကမပြတ်သွားတဲ့အချိန်ဒီမှာနိုင်ငယ်ဒုက္ခပူရောက်တယ်ဗျာဒီကျွန်တော်ဒီစီဆိုတဲ့ hero က update patch အပြောင်းလဲတွေမှာအများကြီးပူပြီးတော့ special fight မှာပူအားကောင်းလာတယ်အာ why is the brute force ပြီးသွားပြီဆိုလို့ရှိရင်သူရဲ့ဒီ stack timing နဲ့ပေါ့ဗျာ stand step full step ပြည့်နေရဆိုလို့ရှိရင် တွေ့မဲ့တွေ့တဲ့ရတဲ့နှုန်းကတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်အခု second တာတဲ့ fight တစ်ခုပြင်နေပြီးတော့ပေါ်လာခဲ့ပြီဗျာနောက်တစ်ခါကျအီးတွဲလုံးကတော့ကြောက်ဒီတစ်ခါတာတဲ့ fight တစ်ခုမှာပြန်ပြီးတော့ရုံလုံးပေါ်လာနိုင်တဲ့အခြေအနေမှာမြင်တွေ့ရနိုင်ပြီဗျာ first star အင်းကလည်းပဲတစ်ခါပဲလို့ဒီကိစ္စကိုကျွန်တော်ကပါလာခဲ့အပရိကီကအီးတွဲရော first air strike ကပြန်လေးပြရခဲ့တဲ့ catch ကို review နဲ့ပြန်ကြောက်လို့များတယ် AOG right down in the back line ကိုပြန်ကုန်တစ်ခါ first star ဖန်ရကြီးလည်းကတ်တော့ပိုင်းမှာ later on ရဲ့လက်ချီနေခဲ့ရဆိုပြီး order range မှာချက်ပြီးတော့ပြေးတာရှောင်းရန် triangle မသေးသေးဘူးဗျာနောက်မှလည်း cherokee တွေရဲ့ recipe တွေတော့ရှောင်းလိုက်ပါလာဆိုတဲ့ catch တစ်ခုမှာ 2v2 သွားပြီးတော့ညှိနေတယ်ဆက်ပြီးရဲ့မင်းတို့ပြန်ရှင်းနေခဲ့တဲ့ catch န်တီဘရော့တောက်လျှောက်လိုက်ပြဲနေခဲ့တဲ့အော်ဒိုကန်နဲ့တစ်ပတ်လည်းကိပဲဝင်လာပြီတောက်လျှောက်ဆွဲပြနေခဲ့ပြီမယ်ကက်သရိုလ်လေးကပါမလာခဲ့တဲ့ခိုက်တဲ့ခုမှာတော့တာတေဘောင်းကိုပဲဖလာရင်းဆက်လက်ပြီးတော့ဦးစားပေးထားလိုက်ပါဘူးတရရတယောက်ကိုစာဒီတော့တော့သွားပြီးတော့ရှိနေခဲ့ကြတယ်။တော့မှာတော့ပတ်သက်ပြီးတော့လေဖူးတိုင်မီမှန်သွားတဲ့အချိန်မှာပို့ပြီးတော့လှုပ်ရှင်းခဲ့လို့ပြောရမလား။ဒီကတော့ rookie တီးသီးပဲ။သူ့ရဲ့ damage absorb ကတော်လေးကောင်းတယ်ဗျ။ရှေးမှာလည်းဒီ super bad ပြည့် air strike တွေကို absorb လုပ်ခဲ့တယ်။နောက်မှာလည်းသူတို့ရှောင်းရံဝင်ပြီးတော့သူ့ကိုဆက်တဲ့အချိန်မှာပြေးအောင်ပြန်ပြီးတော့ကြီးသွားတယ်ဆိုတဲ့အကြောင်းတွေ့ရတယ်။ပုံမှန်တော့ 3ပါး3 data မျိုး3ပါး2 data မျိုးတွေ့ရရင်ပဲလေ Hiroki ရဖို့ထီတော့လွယ်ကူသေးပြ။ဟိုထပ်ပြီးတော့ gain နေ SB only ပဲ။တော့ကျွန်တော်ရှိသူကကျိုးဆွဲရ။အပေါ်အောင်သွားပြီးတော့ကျွန်တော်ကြည်ထားခြင်းမရှိဘူး။ပုံမှန် fan ကြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီ goal line ဘာကြီးခံတာမျိုးရေးထူးရတယ်ပြ။အခုအချိန်တိုင်းမှာတော့အောက်ကိုပဲသွားခံဖို့ကြိုးစားထားသေးတယ်ပေါ့နော်။ဆယ်တဲ့ air strike ထကျဲတိုင်းနဲ့ပဲမြင်ဝေးကိုတော့သူအရင်ဆုံးတော့ပြင်ရှင်းထားတယ်။တတဲ့ချင်းချင်းစီပဲ Hiroki ကလည်းတကောင်တကောင်ချင်းစီပဲဗျ။နောက်ဝန်းကလည်း6ယောက်ကျော်လာဆိုတော့တိတ်တော့မကွာဘူး။ လက်ဆန်စ်ကွန်လဖိုင်ယာဖြစ်လာရင်ကြီးကျွန်တော်နှစ်သင်းလုံးရဲ့စွမ်းဆောင်မှုတွေကငါတို့ဒီပွဲအသင်းတွေအကုန်လုံးချင်းကပ်လာတဲ့ပုံစံအမှားအသိမ့်မလို့ဘူးငါတို့ fully farming ပြန်သွားမယ် carry player တွေရဲ့ကျွန်တော်ဒီ identity အရင်ဆုံးဖြောက်အောင်ပို့သွားကြမယ်ဆိုတဲ့အရာတစ်ခုကိုနှစ်သင်းလုံးပြန်ပြီးဥတည်လာကြတယ်ဗျာစတာ match တွေရဲ့ထုံးစံအတိုင်းပဲအမှားပို့ပြီးတော့နည်းတယ်တင်ရပို့ပြီးတော့အနိုင်ရရှိသွားနိုင်ခြင်းမြင့်နေဆိုတဲ့အရာတစ်ခုကိုတို့အနေနဲ့ကောင်းကောင်းကြီးပဲစောက်ကင်ထားရဲဆိုတဲ့အနေထားမျိုးလို့ပြောရမှာပေါ့နော်ဝိုးလင်းတာကောင်ကြားထဲမှာတော့တစ်ဖက်က grand jar အနေနဲ့လက်လက်စပြီးတော့တာနေခဲ့တဲ့အနေထားဗျာသူ့အနေနဲ့ scan ပြေစာပြီးပြီဆိုလို့ရှိရင်တော့ step 5အနေမှာ grand jar ကိုဂရန်ထန်လေးရောက်ရှိလာဖို့အတွက်သူပြန်ပြီးတော့ combine လုပ်မဲ့အနေထား ားမျိုးကိုလည်းကျွန်တော်တို့ဆက်ပြီးတော့တွေ့ရအောင်မယ်တစ်ဖက်ကတော့ first item priority အနေနဲ့ herif stallion side player ဆက်ပြီးတော့ပြောနေနေပြီးလာပြီနောက်ပိုင်း holy crystal diamond ရဆိုလို့ရှိရင်တော့သူလည်းပြန်ပြီးတော့မြူးကြမယ်ပြောကြမယ်လို့လို့ရရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်ကတော့ herif အရင်မလောက်သေးဘူးဆိုတော့အနေထားမျိုးလို့တော့ခံစားရတယ်ဗျ penetration မပါဘဲနဲ့ကတော့ကချာနောက်ကရှိနေကြတဲ့ deep bro hitter တို့ဖြတ်ဖို့ကလည်းခက်တယ်ဆိုတော့အောက်မှာ 2v1 လေးပဲ scenario lane ကိုတစ်ဖက်က paladins လာပြီးတော့ focus ထားနေကြတဲ့ကဲနေသူပါ link ကလည်းဆက်ပြီးတော့ပြရတယ် triangle ပြပေး skill ပြထိုးလို့ပါ deep bro easy level regeneration ပြန်ပြီးတော့ရှိတယ်ဗျ impact လွဲကျော်တစ်ဖက် stamina slide ဖမ်းလာတကယ်ကိုကောင်းတယ်ဖော်ဆို SY Orange မှာ Shizu ပြန်ပြီးတော့လွတ်ခဲ့ရဆိုပေမဲ့တတတမြန်မာတို့တစ်ဖက်က Round Esport အနေငယ်လေး Back Control Bar နေမှာစတင်ပြီးတော့ဥဆောင်ထားပါဦးမယ် EO Esport တော်တော်များများတော့ဒီချိန်မှာစပြီးသုံးလိုက်ရတယ်ဒါပေမဲ့ Spotlight ရဲ့နော်ကျွန်တော် Favorite ပါလိမ့်ပြောင်းလို့ Spotlight ရဲ့ Tonic Kai ရဲ့ Every Event ပြန်ပြတ်သွားတယ်ဗျာနော်နောက်မှရှိတဲ့ Spotlight အနေနဲ့တောက်လျှောက်လို့ပြန်ကြောင်းနေမှာ1 for 1 Category D Pro ဒီကဒီချိန်သုံးနာပြည့်နောက်မှာ EV Award ပြန်သုံးတဲ့ Key ကပြန်သုံးပြီးတော့ Final ပြည့်နောက်မှာ Super Bad ချပြီးတော့ကြရတယ်ဗျာ ရှီဆူးဒီတစ်ခေါက်မှာလည်းဂျလင်ဝင်ရောက်မှုနဲ့တူပဲပြိုကင်နောက်တစ်ခေါက်ထက်ရနေနေတယ်ပဲတက်တီဦးတော့ပြန်ပြီးတော့ခွင့်ပြုပေးရဖို့တော့များတယ်ဗျာဒီပဒေဖီးမှာဟီရိုကင်နှစ်ကောင်ပေးလိုက်ရတဲ့အကြောင်းအရာဒီအဓိကပါလာဒင်ဇတ်မှာ Cherry QD ပါဝင်လာတဲ့အတွက်ကြောင့်ကိုပဲပြောရမယ်ရှင်းမှာတော့ကျွန်တော် 4v4 ကြီးကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ကျွန်တော်တောင်းလျှောက်ဆိုလို့ဒါ Cherry QD တို့ဘာလို့ပါဝင်လာခြင်းမရှိဘူးတကယ်တမ်းကျတော့ Grand Theft Online ဖြစ်လာတဲ့အချိန်ဒီမှာသူတို့ဆိုင်ရတဲ့ပဒေဖီးကပို့ပြီးတော့များပြားလာတယ်ဗျာ Residency နဲ့ Death Sonata Effect တွေကကျွန်တော်ဒီအရှေ့က Frontliner တွေအတွက် Damage Taken လုပ်ပေးဖို့အတွက်နည်းနည်းကတ်ခဲတယ်ပေါ့နော်အခုလဲ Hero တကယ်တကောင်ပြန်ရသွားတယ်ရှင်းမှာ တို့ဒီ mention လုပ်ခဲ့တဲ့အတိုင်းပဲပေါ့နော် Grandia Hero မျိုးကတို့ other game မှာ power spike ဖြစ်လာဖို့အတွက်အကြမ်းကြီးချိန်ကြိုက်သိမ့်မလို့သုံးတော်ကလေးအောင်တိုင်လောက်ဆိုလို့ရှိရင်တို့အနေနဲ့အများကြီး like ရှင်းလို့ရတယ်ဗျာဒီ bro ကဒီဘွဲနေမှာရဲအပ်တဲ့နည်းနည်းပုံပြီးနေတယ်အကာပေါက်သွားလို့လာတော့မပြောနိုင်ပေမဲ့ဒီအချိန်မှာတော့ဒုတိယအချိန်ပြန်လဲပြီးတော့ပြေးလိုက်ရတယ်ဗျာ actually for the internet ညင်တယ်လို့ပြောလိုက်တဲ့အချိန်မှာပဲတခါလဲပြန်ပြီး hero ကပြေးလိုက်ရတယ်ဗျာနော်အနေထားတော့သူအရင် mention မလုပ်တဲ့နဲ့အနေထားပြလို့တော့ပြောရမယ်ပွဲအတွင်းမှာအဲ့လိုမျိုးတစ်ခုခုနည်းနည်းကျွန်တော်တို့ appreciate လုပ်လိုက်ပြီဆိုလို့ရှိရင်နော်နည်းနည်းလေးဘယ်လိုပြောရမလဲအခုကတစ်ခုခုပြေးလိုက်ပြီဆိုလို့ရှိရင်တော့ ဇလန်လေးကပြန်စရတယ်တစ်ဖက်ကလည်းလူကြီးကြီးအမရကီပဲနောက်မှလည်းဆယ်မီရယ်ချယ်ရိုကီတီရဲ့ရက်စတီ၆ချက်ပြန်ပြီးသားရည်ဆိုတော့ရန်ရောပိုးအဖြစ်ပြီးတော့ပေါ်မှာလည်းသူ့ဘီဝါလေးကကြီးပဲနောက်မှလည်းရှီရှီရဲ့ကတ်ထရုတ်ပြန်ပြီးသားရည်ဆိုတော့ energy regeneration အနေနဲ့လေးကြပြီးလိုအပ်လာတယ်မင်းရောမရရအောင်ပြန်ရှင်းသွားခဲ့တဲ့ချက်တစ်ခုကတော့မဆိုးဘူးဗျာအပေါ်လိုက် first round ကို later အရင်တွန်းလို့မရတဲ့အခြေအနေဗျာဒါပေမဲ့မင်းမတော့သူတို့အနေနဲ့ grand jar ကို grand tie ကိုပို့ပြီးတော့ပြောင်းလဲလာတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်လာတယ် level 11အများကြီးစပြီးတော့ grand jar နဲ့ combination ကိုအောင်လို့ရတယ် ူပါဖတ်တော့မှလည်းပဲနိုင်မရှိနေခဲ့တဲ့ခိုက်တက်ကူမှာ Grandja ရဲ့ Grand Time ကိုပဲ Paladins ကလုံးဝမျောကစားလာပြီးပြောရအောင်။တော့အားမလို့ရှိသူတောက်လျှောက်ပဲတော်တယ်ဒီပါဆမ်ဘရိုသွားပြီးတော့ဆွဲဖို့တော့ကြိုးစားတယ်ဗျာ။အရင်ကတော့မသေးဘူးနော်။ Spare ရှိရဲ့ Wildlife Fire ပေါ်လာ Protection ပြီးရတဲ့တော့ Deep Bro Legacy Super Light ပြီးတော့ကြာလာတဲ့တော့ ဘရော့ကတောင်းနေတဲ့ EOG EPBA ဝါဘစ်တောက်ချာချက်ဆိုတာတောက်ချောက်ကိုဘလော့ကင်လုပ်ပေးထားသည်တော့မသေးတာပြန်ပြီးတော့ forward လုသွားနိုင်ခဲ့သလိုသူပလိုက်အနေနဲ့လည်းပြန်လည်လွတ်မြောက်ခဲ့တယ်ကြာတာဝါတော့ပြန်ပြီးလိုက်ရတယ်ဒါပေမဲ့ EBRO ကိုသုံးရလောက်ပြီးဆက်နိုင်တယ်မလက်ကတော့ final ရဲ့နောက်မှာတော့လုံးဝဘယ်ကုသေးကုသေးနဲ့ပဲပြန်ရှင်းထုတ်သွားတယ်ဗျာ 1v1 တော့ကျွန်တော်ပြန်နေပြီးတော့ trade ရတယ်ဗျာ ကျွန်တော်ဒီဘရော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ချားသောပွဲစဉ်တွေမှာဟီတာရရဆိုလို့ရှိရင်ဒီတောက်လျှောက်ရတယ်ဂျိုင်းအိမ်ဖိတ်လုပ်တယ်ဂန်ဂင်းနေမှာဒီဟီတာရအဖက်တကူအပြေးဝအသုံးချထားတယ်ပေါ့နော်အားလုံးကိမှာတစ်ခါမောက်သွားတဲ့အကျိုးကျေးဇူးတွေကကျွန်တော်ဒီပွဲချင်း6မိနစ်ဝင်းကျင်အထိပါ effective ဖြစ်လာတယ်ဒီချိန်မှာဒီဘရော့ရဲ့ front liner ကျွန်တော် damage တိတ်ကန်လုပ်ပေးတဲ့ဘိုင်းကအရန်ကြီးစိတ်မမာပေးနိုင်ဘူးပြခွင့်လင်းပြောရရင် rion back က feather air strike ကျဲတဲ့ဘိုင်းရေကျွန်တော်ဒီ high low cc တွဲလုံးတစ်ခုက objective တွေမှာဆိုလို့ရှိရင်အများကြီးအသက်ဝင်လာတာမျိုးတွေ့ရတယ်အဲတစ်ဖက်မှာရှိနေတဲ့ကျွန်တော်ဒီနှစ်သင်းလုံးမှာရှိနေသေးတဲ့ carry player နှစ်ယောက်လုံးကတော့အခုချိန်ဒီ on fire ပါ later လေး 开的也多玩些，开就是来这五张玩玩天天嘛，一出来来找的老快的款，拿电脑出来。 ဆုံးဖြတ်တစ်ခုတော့ဖြစ်လာနိုင်ရုံနဲ့ဗျာ။ Lofa ကတော့ game duration ဆွဲဆက်မှုအတွက်တွေရောသူတို့ရဲ့ turning point ကနေဘယ်သူရရှိသွားမလဲဆိုတဲ့အချက်တွေရောဘယ်သူကပြည့်ပြည့်စုံစုံပြန်ပြီးတော့ဦးဆောင်သွားရမလဲဆိုတဲ့အရာတွေအတွက်ရောအတော်လေးဥမာရေးပါတယ်ဗျာ။ Certified တစ်ခုဟာဝဲရဲ့အပြည့်တစ်ခုကိုပြောင်းလဲပေးနိုင်တဲ့ဒီကြားခံရတော့ဖြစ်လိမ့်မယ်။ Champion ရောသူ scan ပြီးတော့ step သိမ်းမရအောင်ဆိုတော့ Ranger နဲ့အရန်ကြီး power spike ဖြစ်လာဖို့တော့ဖြတ်တယ်ဗျာ။ Hanos ကလည်းသူ့အနေနဲ့သွားပြီးတော့ဖြစ်နိုင်တယ်။ဒါမှလည်းပဲနောက်ထပ်ဒီ CF တို့ Malaysia တို့ Federation Router သွားမယ်ကောင်းလေးလို့ရတယ်။အဲ့လိုမရှိဘဲနဲ့တော့ဒီ Hanos ရှင်းမှုတွေသူ့အနေနဲ့အတော်လေးခက်တဲ့အနေထားပါ။ Physical Router ကအနည်းဆုံးတော့ စစ်တော်တော်သူ့အနေနဲ့ထပ်ပြီးတော့ဂျိုးမယ်။ Hylos ဒီ regeneration ဘိုင်းနေလည်းအများကြီးဆိုတော့ Dragon's Blood ကွေးတွေကလည်းပြန်ပြီးတော့ regen လုပ်လို့ရသေးရဆိုတဲ့အခိုက်အတန့်မှာ Granger ပြစ်တဲ့အချိန်မှာတော့ပြတ်ဖို့တော့ခက်တယ်ဗျာ။နောက်တစ်ခုရှိတာ backline နဲ့ Farsa AOG နဲ့ T-Broker Heater ဒီရန်ကြီး control မလုပ်နိုင်ဘူးဆိုတဲ့အချိန်မှာ Farsa Airstrike ကလုံးဝ easily ပြေးလို့ရသေးတယ်။ပုံမှန်လဲဆိုလို့လေးပြန်ချီထားရဆိုပေမဲ့ lane push လောက်ပါပဲ။ကျွန်တော်ဘာမှတော့မထူးသေးဘူးဗျာ။ အောက်မှာလည်း parade တပြည့်ခင်းထားသေးတယ် deep pro and error များတယ်ဗျာဒါပေမဲ့ဘာမှလည်း ground channel if လက်ရှိနေဆိုတော့ရရင်တော့ဝင်တိုက်လို့မရအောင်ဒီက heritage ပဲ heritage မပါလို့ရှိရင်တို့တွေနေ damage လုံးလုံးမှုပြဿနာပိုင်းတွေကတော့ရှိလာနိုင်တယ်အခုလည်း low ကတော့စပြီးတော့ dance ကြီးဒီ e4 အနေနဲ့ကတော့ဒီ low စပြီးတော့ dance တယ်ဗျာနောက်မှလည်း friendly ဥပါရော follow လုပ်မှုတော့ရှိလိမ့်မယ် 没嘛咯，然后就克表现的板里嘛，零元里，安利咯，两元哩，一公里咯，悉尼的也是没嘞，打里边变火了下。安利咯，两元咯，就范尼回来 time 啊，以前嘛嘞就的巴拉丁是把个 blue 牌 time 的酷，投入人家变个骚，那么没嘛，安利两元只嘛，cheap 罗的讲来 eye 会 low 的，不是先叫他讲，不那个皮拉尔一边啊。完成你设计孤岛嘛，AOT 变六六六，蛮刺激的嘛，变三个安利嘛，rather 的，然后叫我们拿个皮拉尔一边啊，把那个变皮拉尔一边嘛，还有个大家安利，现在比较雷的皮拉尔，那么就的皮拉尔是比亚，一直没的皮拉。 နှစ်ကွက်ရှိတယ်ပြီးရင်ကျွန်တော်ဘယ်နဲ့စပယ်ပိုင်းဆိုင်ရာအရာ120 second cooldown ဖြစ်တဲ့ flick ကပေးထားတယ်ဗျာ ကဲဆိုတော့လည်းဒီမှာ first low fight ဒီမှာတစ်ဖက်ကလည်း Dynamic Paladin ဘက်ကပြန်ပြီးတော့ back control ကိုလုပ်လာနိုင်ခဲ့တယ်ဆိုတော့ဒီ champion တွေကျွန်တော်တို့ဆက်တွေ့ရတယ်။ဒီဘက်ကတော့သူစားတိုင်းပဲသူရဲ့ farsan နဲ့ပြန်တန်းထားဖို့လို့ကြိုးစားနေတယ်။ဒီ boss fight တိုင်းမင်းစလာပြီ။ Harry ကတော့ Holy Priest တိုင်းမင်းစပြီးတော့ရရှိလာခဲ့တဲ့ခဏတည်းမှာလောအောင်ပြီးတော့ပဲဗျာ။ရှောင်းရန်နဲ့ဒီချင်းနေချောင်းရနေပြန်ရယူထားမှတော့ဖြစ်နေမယ်။ Second Sun နဲ့ Palm Law ဒီဖက်ကလည်း Grand Jai Death Star တွေ Energy Regeneration မရှိတော့ဘူးဆိုတော့ Kaito Group for Astra ဒီဖက်က later find one event you give your PS Marvel Destiny Kaito 3 by later back out of the series တော့ try and get up beating damage of a T-Pro

ထပ်ပြီးတော့ကြဖို့တော့များနေကြတဲ့ခိုက်တဲ့1 for 2 train နဲ့ပဲဒီ low over round east ball ထပ်ပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ်။ data position တော်လေးကိုကောင်းနေတယ်ဗျာ။เนาะကျွန်တော် even ကြီးဒီစားလည်းပဲတဲပြီးတော့တောင်းသွားနေနေတယ်ပဲ။ low over ကေးဖို့တော့ဆင်းရဲလို့ရက်ကြီးသွားတယ်လို့ပဲကျွန်တော်သုံးသပ်မယ်ဗျာ။ temporary နဲ့နောက်မှာတောက်လျှောက်ဆိုရှင်ပြသွားပြီးတော့ blocking လုပ်တာကြီးကောင်းနေ by one နေကြပဲ။ဒီပဲလေးဆွဲရချောင်းရင် and ညရပြပန်နေကိုချက်တော့ရှင်းစုဒီဒီကောင်းမှာတော့ရှောင်းရအောင်တော့ by one တော့ပြန်မေးရတယ်ဗျာ။ခဏကကျွန်တော် 1v1 trade နေအခုကတော့ကျွန်တော် super right power for သွားတယ်ဗျာ။ paladin ကခုနကတော့အချိန်ဒီမှာကျွန်တော် AOE ကျွန်တော် တဲ့ ultimate spare တွေမရှိတော့ဘူးဗျာဒီအောင်ကျွန်တော် Ryan နေနဲ့ကောင်းကောင်းသဘောပေါက်နားလေတယ် super light ကလည်းကျွန်တော်ပြန်ထွက်လာတဲ့အချိန်ကျွန်တော်အိမ်ကနေထွက်လာတာ 4v5 လောက် saturation ဖြစ်နေရဆိုရင်ပဲ feather air side timing နဲ့ကျွန်တော် leader တိုးလာတဲ့အပိုင်းဒီမှာ paladin တင်တဲ့ကိုကျွန်တော်ဒီတော့ခုပြေးလိုက်ရပါဗျာ hiyuki တကောင်ရရရှိခဲ့တဲ့အသာကြက်တခုကဒီနေရာမှာအရင်မလွယ်ဘူးလို့ပြောရအောင်ဆောက်တော့ဆွဲပြီးချက်ချင်းပဲ flicker ပြန်ပေးတာရယ်ဗျာ ရင်ရခရစ်နဲ့အမ်ပူရှ်တောက်ချောက်သွားနေကြတဲ့ခြေမျိုးလေးကိုကျွန်တော်တို့ဆက်တွေ့ရတယ်ဆိုလိုကေးလည်းရှီစူးရဲ့ဖန်နီစီကလည်းအများကြီးပြပြပြောနေနောက်မှာ glorious buffalo တွေနောက်မှာ splight ရခဲ့တာကလည်းခက်တဲ့ခုပါတော့ online secretary ကို low bandage နဲ့ပဲပါလာခဲ့တဲ့ minion wave နဲ့ပြန်ထားဖို့ကြိုးစားနေတယ်ဒါမှလည်းပဲရန်တော့မထူးသေးဘူးဗျနောက်မှာလည်း cherokee rudy စီပြန်ပြီးတော့ရှိနေကြတဲ့ခိုက်တက်မှာတော့ paladin second top အတက်ပဲပြန်လည်ပြီးတော့ခြေနဲ့ထားရပါဦးမယ် ကဲဆိုတော့လက်ရှိချိန်မှာတော့နော်ကျွန်တော်ဒီ blue belt လေးပါလေးစပြီးတော့ဒီဘက်ကနေပြီးတော့ dive လို့ကျူးသွားတယ်။ဒါမှမဟုတ် UG တက်သောင်းသားတွေ follow air drive ပြန်ပြီးတော့သောင်းသားတွေကတော့တောက်ချောက်ဆို key pro ခင်ဗျားလည်းကျွတ်လိုက်ပြ။အဲ့မှာ key key ပဲပြပြပြရသေးတယ်တော့ key pro ကျချောက်တော့ပြားနေတယ်ပြန်ချောက်ပြန်ကပ်တော့ပြပြ final တွေတော့မှာ key two ပြန်ပြီးတော့4 back လို့သွားနေတယ်ဘယ် rookie TV တောင်းသွားသေးတဲ့နောက်မှာ two man ချက်ပြီးတော့ပေးလိုက်ရတယ်ဗျာဒီပတင်မှာလည်းဒီ brought ဒီ damage off ကိုဝင်လောက်ခဲ့တာကောင်းမင်မယ်ပြန်လည်ပြီးတော့เนาะကျွန်တော်ထွက်ခွာသွားနိုင်ခဲ့ခြင်းတော့မရှိခဲ့ဘူးဗျာဒီနေရာမှာကျွန်တော်တို့ဒါမြေတွေ့နေခြင်းကြားတဲ့ကျွန်တော် AOG နဲ့ manipulation ကိုမှုဗျာအရင်မတွေ့ရသေးဘူးသူတို့အရင်ချိတ်ဆက်မိရလို့ရှီဇူးနေနေတော့လက်ရှိချိန်မှာ cable fire နဲ့ air strike တက်ချဲတယ်ရှီဇူးဒီချိန်အန်ရပြရလိမ့်တော့ on fire Taran Eddie ကိုပါဝင်ရောက် Cherry Duty ကိုတပ်ဖြတ်သွားတယ်ဗျာ goal line အထိကိုပါ drop ဆိုင်သွားခဲ့ပါပြီ Smanforce dash diamond နေမှာ later เนาะနောက်မှဆိုတဲ့အရာတွေသူ့အနေနဲ့အရင်ရောစိတ်ထဲတော့မထား ားအုပ်ရတခါတည်းပဲ dash တခင်းလာပြီးတော့ smash force တင်နဲ့ရှင်းထုတ်နေခဲ့တဲ့အခိုက်အတန့်မှာတော့ Ivan ကြီးလည်းပြီးခဲ့တဲ့ခါတည်းမှာတော့သူက first team ဆောက်ပြီးတော့ပြီးသားလို့လက်ရှိမှာလည်း charity နဲ့ပြန်ကြောက်ခဲ့တယ်ဆိုတော့၄ဂျာကြီးဖြစ်သွားတယ်ဗျာ carry carry ပြန်အိမ်နိုင်တယ်ဆိုတဲ့အပိုင်းဒီမှာဒီ Harry ကိုဘယ်သူတောင်းလဲဆိုတဲ့ချက်တစ်ခုကလည်းကျွန်တော်စပြီးရှိလာတယ်။ Vanilla လာပြီးတော့ solo kill သွားနေတာလည်း super pair အတွက်ရှောင်းရမ်းတို့ရဲ့ lens lock faster တွေဖြစ်နေခဲ့တယ်ဆိုတဲ့အခိုက်အတန့်တစ်ခုကြောင့်တော့ပြီးခဲ့တဲ့ early game နဲ့ fan shot တော့နေပါခဲ့တဲ့နောက်နောက် shot ဒီ individual network gap တစ်ခုတော့ Harry ပြန်ပြီးတော့သိမ့်ပိုက်ထားနိုင်တယ်ဗျာ။ Fade on heaven နောက်မှလည်းကျွန်တော်တို့ divine cleave ပါ magical penetration နဲ့ထပ်ပြီးတော့ပြီးလာတဲ့အချိန်တွေဖြစ်သွားပြီ။အင်း item ဆိုင်ရာရတော့တော်လေးတော့များတယ်ဗျာနော်။ငါးကွက်ဟုတ်တယ်။တော်လေးများပြားတဲ့ပမာဏတစ်ခုလို့ကျွန်တော်သုံးသပ်လို့တော့ရတယ်။နောက်ပိုင်းမိနစ်တွေမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ငါးကွက်မြောက်သွားနေပြီ။ငါးကွက်မြောက်သွားနေပြီ။နော်ကျွန်တော်ဟိုအရန်ဖတ်နေတာ။အဲ့တော့ဒီမှာလည်း T block ဆက်ပြီးတော့မေးဖို့ကြိုးစားတယ်။နောက်မှ Jesus လက်ကလေးပြန်လာမှ PK လေးပြီးတဲ့ super pass ပြန်ပြေးနေရတဲ့နေတာ T block တော့ပြန်လာပြီးတော့လွတ်မြောက်သွားတယ်။ဒီကတော့ back up သဘောလောက်ပဲ။ဒါတော့ flanking လောက်ရတဲ့ charge မှာ Jesus နေတယ်။ ေဒါရုပါကိုသုံးသက်ထားနိုင်နေမရှိဘူးဇမန်4ထဲမှာဆိုရင်ပို့ပြီးတော့ခတ်လိမ့်မယ်ကျွန်တော်အခက်မသိသူကိုယ်တိုင်မှာပြန်ရှင်းသွားနိုင်နေပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ကတော့ကျွန်တော်တို့ဒါဖန်နီနေကတော့ကျွန်တော်ဒီတိုင်းဝင်လာပြီးတော့အပိုင်းနေတိုင်းပိုင်းလို့မရအောင်သူ့ကိုတိုးတိုးလောက်ထိရှော့ထားပေးနိုင်ပြီးတော့ကေဘယ်လေးနဲ့ finishing လုပ်ရတဲ့အပိုင်းလောက်ကိုပဲခြေစူးနေနဲ့ဒီချိန်ဒီမှာပြန်သွားလို့ရှင်ပိုကောင်းမယ်ဗျာပိုကင် damage ပေးရတဲ့ပိုင်းဒီမှာ event ကြီးနဲ့ cherry ကြီးတွေ damage ပေးရတာ paladin အတွက်ပို့ပြီးတော့အရေးကြီးလာတဲ့အချိန်ဒီတစ်ရက်ကိုရောက်ရှိလို့လာပြီး low area control line မှာတော့ကောင်းတဲ့အတိုင်းပဲ mobility ရပို့ပြီးတော့မြေပိုင်း paladin နေတော့ side lane တွေမှာတော့ကျွန်တော်တောင်းချောက်ပဲ minion wave ကိုတွန်းထားပြီးတယ်ဗျာဒီရက်ဖိုင်လေးကိုမသွားပြီးတော့ပေါ်တယ်ပိုးပြီးပါတယ်ဆက်ပြတ်တိုးနေတယ်ပေါ်တော့ L2 ရကလူတွေ AC တွေချောင်းရရရှိကြတဲ့ခိုင်တဲ့ပြပါ try ကလေးချပ်ပြတော့ပါလာ guys မဘူးတက်ချောမှာ CD ရယ် please like ကနေကြတယ်ခိုင်တဲ့ပေါ်လူတွေဒီကျချောက်လို့များတယ်နောက်မှလည်း AOG right attack ကိုတောက်ကြတဲ့ခိုင်တဲ့ပြတစ်ခုမှလည်းခါရဲပဲ load time နဲ့မတိုင်ခင်လေးမှာ mega tower ကိုပဲရအောင်ကြီးစု funny ပြန်ကျူးစားထားကြရပဲဒီတော့နဲ့အတူပဲ Ryan Esport Noah Gun 5K over တက်ရှိနေကြတဲ့အခိုက်အတန့်မှာတော့ low bandage ကိုအသုံးချဖို့တော့တက်လာပါဦးမယ် ရဲ e-sport အနေနဲ့ကတော့တို့တို့ဒီနော်ကျွန်တော် site လေးမှာသွားပြီးတော့ link ရှင်းနေခဲ့တဲ့ရှီစုကိုတွေ့တဲ့ချိန်မှာ low အတင်း force လိုက်တယ်ဗျာတစ်ဖက်မှာလည်းရသလောက် planning bus ကနေပြီးတော့ delay သွားပြီးတော့လုခဲ့တယ်ဒါပေမဲ့ဒါစီအရင်ကြီးတော့အဆင်မပြေခဲ့လို့ပြောရမယ် second တလုံးလောက်ပဲပြန်ရနေရင်းနဲ့ပဲတော့တော့ contribute ပေးလိုက်ရပြီဗျာဒီ low net solution တော့ mega turret တွေကို PR ဘောတော့တော်တော်လေးတော့များလာပြီလို့ကျွန်တော်သုံးသပ်လို့ရကြတယ် data end up ဖြစ်နေတယ်701အနေထားအောက်မှာလရှိသူအနေနဲ့ဆမီရိုသွားပြီးတော့ဖယူးတွေပါလीတော့တောင်းတော့တောင်းသားလေးကြာ အားလီဂိမ်းမှာကတည်းကကျော်ရှီစုကဆမ်မီယယ်ကိုတက်ဖြတ်ချင်ဖို့အတွက်ကြိုးစားလာတာဗျာဂန်ဂင်နေရအစား SP လင်းကိုဂန်နေရဒါပေမဲ့ပုံမလင်းလင်းပြောရင်အခုချိန်နေထိတော့ဆမ်မီယယ်ကိုသူတီးထားနိုင်ခြင်းမရှိသေးဘူးเนาะကျောင်းတော်ရန်စားရမြရှိလို့လားတော့မပြောတတ်ရမြတကယ်ကိုအိမ်နေခဲ့တာဗျာဒီချင်းကတော့ကျော်ကစပွေးခင်းပြီးတိုင်းတော့နေဖယ်လာအဲဆိုင်ခြေထားနေပဲအမီယယ်ကိုပြန်တွန်းလာပြီးမောင်းထုတ်စားတာပေါ့ဗျာအဲ့တော့တတိယနဲ့သူတို့မဲကလင်းကိုပဲ ကျော် Ryan နေနဲ့ပြန်ပြီးတော့ပြိုးဖို့စိုးစားရတယ်။တမင်းတော့ရသွားပြီဗျာ။ Glorious Buckley ချက်ပြီးတော့ပြေးသွားပြီ။နောက်မှလည်း Shawn ရဲ့ Twang ကို Cherokee တို့သွားပြီးတော့ထိခဲ့တဲ့အခြေအနေ။ရန်ကတော့မလွယ်ဘူး။ Lovani ကတော့မေကလေးရောက်လို့ခက်ခဲနေတယ်။တစ်ဖက်ကလည်း Mega Minion ပြေးပြီးတော့ Shizu ပြန်ရှင်းနေကြတဲ့ခက်တဲ့တစ်ခုမှာ Law နည်းနည်းရှင်းဖို့တဲ့အချိန်တိုင်းတာတစ်ခုတော့ Paladins ပြန်ပြီးတော့ဝယ်ချမ်းသွားနိုင်ကြတယ်ဆိုတော့ဒီသားမျိုးတွေတော့ဖြစ်သွားတယ်ဗျာ။ Cassie တော့မှလည်း Simple Line တော့ Backline ကိုသူက Garden Gore ပြောင်းပြီးပတ်တဲ့ SY Eagle Reward ပိုင်း Even G ချက်ပြေးထားနိုင်ပြီ။ Two Lane Mega မပြေးမဖြစ်ပဲပြတ်ပြေးရတဲ့အချိန်မှာ 4v1 နဲ့ AOG Rookie Easy Unbreakable in the back line later. No joke, he gonna damage our oh. late car. He's like you got legendary. Two men down, you know, Paladins. Boss up a damn yaki, my damn, you know, Fiat, fucking like God, you know, no chicken, damage of 3v1. Talk to Jeffy, the Eva, you tell me your job. Jenny gonna tee bro. Back line, oh, super bugle, live your name again, my back line, the scenery. Check you, live your money again, yeah. lion standing, I'm a photo, and so I tell me your father, eh. I'm gonna I'm a well for well, even over, it's I'm a Cherry QD. One man, eh, Jessie, nigga, no more, all in, nigga. Tapia, we're a shinima, eh. ဆယ်ဂျူရီတယောက်နဲ့ဘလုံးမကာဝုဆိုတော့မဖြစ်နိုင်တော့တဲ့အချိန်လို့တောင်းတမယ်ဗျာဆမ်ဘရယ်လေဂျာနဲ့တူပဲစူပါဘတ်တို့ဟာခရီးကိုရှင်းနေနေပဲဂိမ်းနံပါတ်1ရဲ့သရုပ်ကိုရိုက်ရှုံးဖို့အတွက်အဆင်သင့်ဖြစ်နေကြပြီလေဂျာကရိုတက်ချိန်မှာတောင်းနေနေပဲဂိမ်းနံပါတ်1ကိုအဆုံးသတ်သွားတဲ့နောက်မှာတော့ Real Esports ရဲ့အဖွဲ့ဖွဲ့စဉ်လေးကတော့အနိုင်နဲ့တော့စပြီးတော့ပွင့်သွားခဲ့ကြဗျာ